ငင်းချမ်းရေးမိစာနဲ့ပိတ်တာတွေဟီလာတိုက်ချင်းနိုင်ငံသားကဝင်လာတဲ့ပစ္စည်းတွေကိုအထူးကြက်မှတ်ဖမ်းဆီးဖို့အထူးသဖြင့်အစားအစာနဲ့ဆေးဝါးလိုဟာမျိုးတွေဦးစားပေးဖမ်းဖို့ဟိုတရီကျိုးစိုးဝင်းရဲ့အထူးစီမံချက်ကလည်းဒီငလျင်မှာလူတွေများများတည်စေတဲ့အကြောင်းကြီးတစ်ခုပါပဲအခုလဲထိုင်ဝမ်ကကယ်ဆယ်ရေးပစ္စည်းအများကြီးနဲ့ရောက်လာတာကိုအဝေးမခံပဲလေစိတ်ကန်ကြီးကန်ထုတ်ခဲ့တယ်ထိုင်ဝမ်ဖို့တော့မိအေးသုံးကာနာခဲ့တာပေါ့လေ စစ်ကောင်စီကလည်းတရုတ်ကြောက်လို့တနိုင်ငံရဲ့မူဝါဒကိုထောက်ခံပါတယ်။ UNG ကလည်းစစ်ကောင်စီနဲ့၎င်းအတူတူပါပဲပြောခဲ့တယ်။အခုနှစ်ဖက်လုံးကနိုင်ငံတကာကကူညီဖို့ပြောပြီးလာလဲကူရော မဝင်ရတဲ့။ UNG ကတော့ဘယ်ညင်းပါမလဲ။စစ်ကောင်စီကညင်းတာ။ UNG အနေနဲ့ထိုင်ဝမ်ကိုလက်မခံဘဲပြန်မောင်းထုတ်တဲ့ကိစ္စညင်းပစ်ထုတ်မထုတ်တော့မသိသေး။အခုမြန်မာပြည်မှာအကုန်ခက်ကုန်ကြတယ်။လွယ်တာကိုဘာမှမရှိတာခက်တမအလကားစီးစင်းနေတဲ့ ARD မြစ်ရီတော့ ဒီတိုင်းခတ်တော့လို့မရတဲ့အခြေအနေဒီလိုအခြေအနေမှာစစ်ကောင်စီဟာပြုတ်ပြက်ပြိမိပိတ်မိနေတဲ့အဆောက်အုံတွေအောက်ကလူတွေကိုကယ်ထုတ်ဖို့အားကျိုးမှန်တက်မလုပ်ပဲမန္တလေးရန်ကုန်နဲ့တောင်ကြီးမှာတင်းကြံမှန်တက်တွေဆောက်ခဲ့တယ်။ကယ်ကြပါအောင်လို့ဟစ်အောင်ငွေကျွေးနေကြတဲ့အတန်တွေမျက်ရည်တွေတောကပြပါဒတွေကိုမှစိုးစင့်မြမစင်စားပဲလူတွေရောကယ်ဆယ်ရေးမှာတုံးလို့ရတဲ့ပစ္စည်းတွေရောကိုတင်းကြံမှန်တက်ဆောက်ရမှာနေညာမပြအတုံခွန်ဆိုင်အတုံးပြုခဲ့တယ်။ အကူအကဲလာသူတွေကိုလည်းဖြတ်တားပြီးဖြတ်စားတာတွေလုပ်ခဲ့တယ်။အလူပစ္စည်းတွေချယူတယ်၊လူတွေကိုချိမ့်ချောက်တယ်၊အဆောက်အုံ အပြိုပြက်တွေနားမှာလဲပြူတွေကမရောမလည်နဲ့၊ကူမလိုလိုချူမလိုလိုနဲ့ယူဖို့လှုပ်ကြတယ်။တကယ်ကူမဲ့သူတွေကိုရီဒီယာတာလှုပ်လွတ်တယ်၊ချိမ့်ချောက်ဟန်တားတယ်။တရုတ်ဘက်ကလာတဲ့ချက်ချီနီကားရန်ကိုပါပြစ်ခတ်တဲ့အထိအတင့်ရဲခဲ့တယ်။သူတို့ခွင့်ပြုချက်ကိုအတိအကျမယူဘဲညီနောင်တွေကိုလက်ပြနှုတ်ဆက်ခဲ့လို့လားမသိဘူး။ ဒီကြားတဲ့သင်းချိုင်းတဲကကုံယုံထလာတဲ့မကောင်းဆိုးဝါးတွေလိုမိရှုလူသက်မရင်းတက်လော်ဘီငင်းချမ်းရေးကဝေတီနာမေကန်တွေဟာအမောင်တုကိုအကာအကွယ်ပြုပြုထွက်လာကြပြီးစစ်တပ်ဘက်ကငလျင်ကယ်ဆယ်ရေးအားဆိုင်မလုပ်ဘဲစစ်ကြောင်းထိုးဘုံကျဲတက်တဲမဲမဲလောက်ခွင့်ရအောင်စစ်ရှုံးကြဆုံးခြေနေတွေဖာထေးခွင့်ရအောင်စစ်ပြင်ဖို့အချိန်ရအောင်တော်လိုင်းဘက်ကိုပြစ်တင်ရှောက်ချတာတွေဖြစ်လာအောင်စော်အောပေးနေကြတယ်စော်အောပေးခဲ့ကြတယ် နာကိတုံးကအလောင်းတွေကိုငပူရင်းသွားစားလိုက်မယ်ပြောအခုလဲသူတို့စီးစိမ်တဲ့မိသားစုကိုအသေးခံကာကွယ်တိုက်ခိုက်ပေးရတဲ့စစ်သားမသိမရှင်တွေကိုတော့မိတဲ့ထက်အပီရှင်တွေ့သည်မလူကိုလူသားတတိုင်းလုံးစစ်ခင်းနေတဲ့စစ်တပ်စီကဘာအကောင်းလေးတခုမှမျှော်လင့်မရမှန်းသိကြလို့ကိုယ်ပါတာကူကြလောက်ကင်ကြတာတွေကိုလည်းမရှုစိတ်မကြည့်နိုင်ဖြစ်ပြီးဟိုတာဒီမြက်လောက်နေတာတွေကိုရောင်လို့တော့မဟာတော့ စစ်တပ်စိတ်တပ်နဲ့တထက်တဲကြတဲ့လော်ဘီတွေလို့ဆိုရမှာပါပဲ။အန်ယူဂျီကလည်းစစ်ရဆဲချောင်းကြီးညာခဲ့တယ်။ညီနောင်သုံးဖော်ကလည်းစစ်ရဆဲချောင်းကြီးညာခဲ့တယ်။မရတာကလည်းစစ်ကောင်စီပဲဖြစ်နေတော့လော်ဘီတွေတိုင်ပတ်ဝိလေကြောင်ပတ်တွေဆက်ပြောဟိုဖောဒီဖောလိတ်ကျောကြောင်ကောပြောင်ချောချောပုံပေါက်လာတယ်။ငင်းချမ်းကြီးလှုပ်နေတာနဲ့မတူပဲငင်းချမ်းကြီး abuse လှုပ်နေတာတိတာလာတယ်။ဒီချိန်မှာတောက်ပလာစာနီဆိုတဲ့ကောင်ကလည်းဒီဘက်သေးသေးပြက်စီးနေတာမှန်သမျှ ရိုအစ်ရှူးနဲ့တွဲတွဲဆွလာခဲ့တယ်။ဒီလူမျိုးတွေဘက်ကပြောသလိုလိုနဲ့မွတ်စလင်အုပ်စုကိုဗုဒ္ဓဘာသာအတိုင်းဝိုင်းနဲ့ရန်တိုက်တာကိုမြန်မာမှာတင်မဟုတ်ကမ္ဘာမှာတစုံတရာပေါ်လာတိုင်းမစီမဆိုင်ဆွဲစီတိုက်ခိုက်ထိုးနှက်တာတွေအများကြီးလုပ်နေတယ်။သူမတရားရေးနေတာတွေမြင်ရပြီးပြန်လဲပြောဆိုကြရင်ပဋိပက္ခမီးကိုပြန်ပြန်မှုေးပေးနေတာဟာစစ်အုပ်စုလုပ်တဲ့လူမျိုးရေးဘာသာရေးယဉ်ကျေးမှုရေးပဋိပက္ခဖန်တီးပုံနဲ့အတူတူပါပဲ။ တကယ်တမ်းဆိုရင်စစ်တပ်မှာရောနိုင်ငံတော်မှာပါရင်တွေရန်တရားကြီးတွေအများကြီးရှိတယ်။အ мян ဆုံးပို့ဆောင်ပေးပြီးအသက်လက်ဆုံးကူညီရမယ်။သွားမယ့်သူတွေကိုရဟတ်ရင်တွေနဲ့ပို့ပေးရမယ်။ဒါမှအချိန်မီအသက်ကယ်နိုင်မှာ။နှစ်ရက်သုံးရက်တွင်းအရကယ်ရမှာတွေကိုမလုပ်ပဲစစ်တပ်ကအဲ့ဒီအပြက်စီးပုံတွေနဲ့ပိတ်မိလူတွေကိုပြပြီးနိုင်ငံတကာကိုအကူအညီတောင်းခဲ့ရင်ဆက်ဆံရေးထူထောင်ဖို့ကြိုးစားနေတာ။ငါသားလျင်တရားဝင်ဖြစ်တယ်နော်ဆိုပြီးလှုပ်ဖို့အားထုတ်နေတာ။ထုံးစံတိုင်း ငါခွင့်မပြုရင်မကူရမကယ်ရစောက်ချိုးနေငင်းချမ်းကြီးပြီးတကွာကြီးတွေဟာအဲ့ဓာတွေကိုဖိအားပေးပြောဆိုဖို့မလုပ်ပဲလူမျိုးပေါင်းစုံကိုအဖက်ဖက်ကဒုက္ခပေးနေတဲ့စစ်ကောင်စီကိုသာရုတ်ကန်းဖို့အခွင့်အလမ်းတွေဆက်လက်ဖန်တီးပေးနေကြအောင်မယ်ဆိုရင်တော့ငင်းချမ်းကြီးပြီးတကွာမဖြစ်ပဲငင်းချမ်းကြီးပြီးပုပါတာဖြစ်နိုင်ပါကြောင်းရေးသူကဘာတိုင်ဆုံးမောင်စစ်မုံတော်လန်သူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လပ်နေဦးပါ